ောမေဂွန်တပုတ်အနေနဲ့ပိစေကဗုဒ္ဓမြင့်တမ္မာတန်ဗုဒ္ဓတို့မိတို့ထူးကြပါသည်ပိစေကဗုဒ္ဓမြတ်ပဋိတန်ပိဒါ၄ပါးရနိုင်ပါသလားအကယ်၍ရနိုင်ရင်ပဋိဘာနပဋိတန်ပိဒါကိုရလျက်အဘဲကြောင့်သူတစ်ပါးနားလည်အောင်တရားမဟောနိုင်ရပါသည်ပိစေကဗုဒ္ဓနဲ့တမ္မာတန်ဗုဒ္ဓထူးခြားချက်တွေတခုကတော့ ါရမီစီးပူးတဲ့အချိန်ပိုင်းဟာထူခြားမှုရှိတယ်။တမန်တမုဒ္ဒမြတ်စွာဘုရားအလောင်းတွေကြတော့အ ਨੇ ဆုံး၄အသင်ခြေနဲ့ကဘာတသိ၄အသင်ခြေဆိုတာမရေမတွက်နိုင်တာ၄ခါကြုံတယ်။ကဘာတွေမရေမတွက်နိုင်တာ၄ခါကြုံအောင်။တချို့ကပြောကြတယ်၄လို့ဆိုရတဲ့အတိုင်းဘာဖြစ်လို့အသင်ခြေမရေတွက်နိုင်တာတုံးလို့ပြောရတာတုံးလို့ဒီလိုစဉ်းစားလေ့ရှိကြတယ်။မဟုတ်ဘူးမရေတွက်နိုင်တဲ့ကဘာပေါင်း၄ခါကြုံတယ်လို့ပြောတာ။ ဆိုပါစို့ဒီဒီပင်ကရာမြတ်စွာဘုရားပွင့်ပြီးကွန်တညာမြတ်စွာဘုရားပွင့်တယ်အဲ့ဒီဘုရားနှစ်စုအကြာဟာကဘာပေါင်းဘလောက်ဆိုတာအရေးအတွက်မရှိဘူးအဲ့ဒါလောက်ကြာပြီးတော့မှကွန်တညာမြတ်စွာဘုရားပွင့်လို့အဲ့ဒါကိုတစ်အသင်ချေလို့ယူတယ်တခါကွန်တညာမြတ်စွာဘုရားပွင့်ပြီးတဲ့အခါမှာမင်္ဂလာဖျားပွင့်မှုကဘာပေါင်းဘလောက်ကြာတယ်ဆိုတဲ့အရေးအတွက်မရှိဘူးအဲ့ဒါကတခါတစ်အသင်ချေဆိုတော့ နှစ်အသက်ချင်းလွန်သွားပြီအဲ့ဒီလိုလွန်နာတွေကိုပြောတာနောက်သောဗိဒမြတ်စွာဘုရားနဲ့နာရဒမြတ်စွာဘုရားရဲ့ဈာမလည်းပဲကမ္ဘာပေါင်းဘလောက်ကြာသွားတယ်ဆိုတာအရေးအတွက်မရှိသည့်အတွက်ကြောင့်တစ်အသက်ချင်းနောက်အနောမတ္တိမြတ်စွာဘုရားနဲ့ဘဒုပုတ္တရမြတ်စွာဘုရားဈာမလည်းပဲကမ္ဘာပေါင်းဘလောက်ကြာတယ်ဆိုတာအရေးအတွက်မရှိသည့်အတွက်ကြောင့်တစ်အသက်ချင်းအားပေါင်းလိုက်တဲ့အခါကျတော့၄အသက်ချင်း ပြီးတော့မှဗုဒ္ဓဗုဒ္ဓရမြတ်စွာဘုရားရဲ့ဒီဘက်ရောက်တဲ့ခါကျတော့တသိန်းအဲ့ဒါကိုပြောတာလေးအသင်ချေနဲ့ကမ္ဘာတသိန်းဆိုအရေးတက်ကအဲ့လိုအဲ့တော့ပိစိကဗုဒ္ဓတွေကျတော့အဲ့ဒါလို့လေးအသင်ချေနဲ့ကမ္ဘာတသိန်းမဖြစ်ရဘူးနှစ်အသင်ချေနဲ့ကမ္ဘာတသိန်းဆိုရင်ပိစိကဗောရိညာဟာရင့်ကျက်သွားပြီပေါ့ပိစိကဗုဒ္ဓဖြစ်နိုင်တဲ့အစဉ်ရှိသွားပြီအဲ့တော့ပိစိကဗုဒ္ဓတွေမှာလည်းပဲသူကပိစိကလို့ဆိုတာ တီချာတီချာဆိုတာဘယ်သူမှဆရာမတင်မဲနဲ့ဘယ်သူဆရာမှနီးမယူရပဲနဲ့တီချာကိုယ်ပိုင်ညာနဲ့ particular ဗုဒ္ဓလို့ဒီလိုဖြစ်တဲ့ particular ဗုဒ္ဓသူ့ဟာသူတီတာသူလမ်းကြောင်းသူ့ဟာသူထိုးတွင်းပြီးတော့တီတယ်သို့တော့ပိစိကဗုဒ္ဓတွေကနောက်ဆုံးမှာပဋိသင်္မိတာဉာဏ်နေထိုက်တဲ့လောက်ပဋိသင်္မိတာဉာဏ်နေရရှိထားတော်လည်းပဲ သူတို့မရတဲ့ဉာဏ်နှစ်ခုရှိတယ်။အဲ့ဒီဉာဏ်ကဘာလို့ဆိုရင်အိန္ဒရိယပရောပရိယတိဉာဏ်နဲ့အာဒယနုဒယဉာဏ်ဆိုတာ။အဲ့ဒါကတမသမုဒ္ဒဖရာမှာရတယ်။အိန္ဒရိယပရောပရိယတိဆိုတာဆိုပါစို့ဥပမာမဲ့နိုင်တော်မနိုင်ကောင်းဘူးပေါ့။စာတော့တတ်တယ်စာမသင်တတ်ဘူး။တချို့တတ်တယ်လေနားလည်အောင်မပြောတတ်ဘူး။ဆရာမလုပ်တတ်ဘူးပေါ့။ဆရာလုတ်တယ်ဆိုတာကလည်းသူကသူ့အရေးချင်းတည့်ရဖဲသူကသူများနားလည်အောင်ပြောတာအရေးချင်းတည့်ရ တိတိုင်းလဲနားလဲအောင်မပြောတတ်ဘူးအပိစိကဗုဒ္ဓတွေကတိတယ်ဒါပေမဲ့နားလဲအောင်မပြောတတ်ဘူးဘာဖြစ်လို့နားလဲအောင်မပြောတတ်တုံးဆိုဒီတရားနာမဲ့ပုဂ္ဂိုလ်ရဲ့ဒီဣန္ဒြိယပရောပရိယတိလို့ခေါ်တယ်သူ့ရဲ့တထာဆွမ်းအားတွေဝိရိယဆွမ်းအားတွေတတိဆွမ်းအားတွေပညာဆွမ်းအားတွေနော်တမာတိဆွမ်းအားတွေဟာရင့်ကျက်ပြီလားမရင့်ကျက်သေးဘူးလားဆိုတော့ तू မဆုံးဖြတ်နိုင်မဆုံးဖြတ်နိုင်တဲ့အတွက်ကြောင့် သူဟောတဲ့တရားဟာတဲ့ချင်မှတဲ့နောက်တစ်ခါအာတယနုတယဆိုတာဒီပုဂ္ဂိုလ်ရဲ့စိတ်ထားစိတ်တွေသဘောထား tendency temperament အဲ့ဒီအခြေအနေတွေကဘယ်လိုရှိလဲဆိုတာ तू မသိဘူးသူ့ရဲ့နှလုံးသွင်းတရားဘယ်လိုရှိတယ်ဆိုတာ तू မသိဘူးအဲ့ဒီလိုသိနိုင်လောက်အောင်ဉာဏ်မထက်မြက်ဘူးမထက်မြက်သည့်အတွက်ကြောင့် ဒီပုဂ္ဂိုလ်ကတော့ဒီစကလုံးလေးသုံးပြီးတော့နားလဲအောင်ဒီလို ပြောမယ်ဟိုပုဂ္ဂိုလ်ကတော့ဟိုစကလုံးသုံးပြီးတော့နားလဲအောင်မလို့ပြောမယ်ဆိုတော့ teachers ability မရှိဘူးပေါ့တမန်တမုဒ္ဒါကျတော့ teachers ability ကအပြည့်အဝရှိတယ်။လိမ္မာကျမ်းကျင်တဲ့နေရာမှာဖခင်ကဒါကြောင့်မို့အနုတ္တရောပုရိသဓမ္မတာရထိဆုံးမတဲ့နေရာမှာတော့အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်လို့ပြောတာ။ဒီပုဂ္ဂိုလ်ဒါနဲ့တန်တယ်ဟိုပုဂ္ဂိုလ်ကျတော့ဟိုဟာနဲ့တန်တယ်ဆိုတော့အကုန်သိတယ် ဥပမာမဲ့ဝက်ကလေးလိုပုံကုမျိုးကြတော့သူကဖះကိုချီညိုတဲ့တရားကနေပြီးတော့တရားလွန်တော့တဏှာဖြစ်တယ်ဆိုတာဖះရဲ့ရုပ်အစင်းပေါ်မှာတက်မဲ့တဲ့တဏှာတွေဖြစ်လာအဲ့ဒါကြောင့်မလို့ဝက်ကလေးကိုမြတ်စွာဘုရားကစကားခတ်မှမှပြောတာဂိန်းတေဝက်ကလေးဣတိမိနာပုတိကာယေနဒိဋ္ဌေနဒီအစင်သာဝရမတင့်တယ်ပြီးပုတ်တဲ့ခန္ဓာကိုယ်ကြီးကြည့်နေလို့ဘာအကျိုးရှိမှလဲ ယောဓမ္မပတ္တိသောမံပတ္တိဓမ္မကိုမြင်မငါးကိုမြင်တာဟုတ်တာပေါ့တရားနဲ့တွေ့နေပြီမဲ့လို့ဓမ္မမသိလိုက်တဲ့ပုဂ္ဂိုလ်တွေကမထူးဘူးလေတွေ့တာလည်းမဆိုင်ဥပမာကောသလမင်းကြီးတို့ဆိုရင်တာမန်ဟိုဒါနသီလလောင်းနဲ့ပဲပြီးသွားတယ်လေသောတပတိမဲ့သောတပတိဖို့ဆိုရင်အဆင့်မရောက်ရှာဘူးပေါ့အဲ့တော့ဓမ္မကိုမမြင်လို့ရှိရင်တော့ခုနအထူးခြားတဲ့အသိဉာဏ်တွေရမှာမဟုတ်ဘူးဒါကြောင့်မို့ဓမ္မမမြင်ရင်ငါမမြင်တာနဲ့တူတူပဲ ဖရဲလက်ထက်ကတာဝတိပြည်မှာအများကြီးရှိတာပဲလူကြီးအများကြီးရှိတယ်တချို့ဆိုရင်ဖရဲကတော့တွေ့နေသားပဲဆုံးကန်ကြွလာတာဒါပေမဲ့လို့ဖရဲပဲတွေ့တယ်တရားလုံးဝမသိတာတွေအများကြီးဒါကြောင့်မို့မြတ်စွာဘုရားဓမ္မမြင်မှငါ့ကိုမြင်တယ်ဆိုတာဟုတ်တယ်အဲ့ဒါလို့ဝက်ကလိလိုပုံပုံမျိုးကြတော့အဲ့ဒါလို့ပြောမှသူတဏ္ဍာမှာရှိတဲ့ attachment ကိုဖယ်နိုင်မှာဖြစ်တယ်ဒါဘုရားကပြော ဲ့ဒါကိုနေရတကတိုင်းယူပြီးတော့ဖះကနေပြီးတော့ကြည်ဝက်ကလေးတောင်ငေါက်တယ်ဗောငါမဖူးနဲ့စင်တုတော်တွေရုပ်ပွားတော်တွေဖူးနေတာအကျိုးမရှိဘူးဆိုပြီးတော့ conclusion လောက်ရင်မှားတယ်အဲ့ဒါနော်တရားစိတ်နဲ့ဖះဖူးတာကိုကိုခဏကတဏှာစိတ်နဲ့ဖူးနေတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားမျိုးသွားပြောလို့ရှိရင်ဒါမှားယွင်းပြီးတော့ဒါသူရဲ့ကုသိုလ်ရမှုကိုပယ်ဖြတ်ပြရာရောက်တဲ့အဟံတားလောက်ရာရောက်တဲ့ငရေကြီးတယ်ပေါ့ဒါမျိုးဒီလို ူကနဲ့သူရှိတယ်အဲ့ဒါတွေကစကလုံးတွေဒါတွေကိုတန်တာရပါတိတလို့ခေါ်တယ်မြတ်စွာဘုရားကြတော့အဲ့ဒီလိုကြွန့်ကျင်မှုရှိတယ်ပြစ္ဆေကဗုဒ္ဓတွေကြတော့အဲ့လိုကြွန့်ကျင်မှုမရှိဘူးကြွန့်ကျင်မှုမရှိသည့်အတွက်ကြောင့်နိုင်ငံကြားကပြစ္ဆေကဗုဒ္ဓတွေကိုဘာသာပြန်တဲ့အခါကျတော့ silent ဗုဒ္ဓလို့ဘာသာပြန်လေးရှိတယ် silence ဗုဒ္ဓဆိုတရားမဟောတဲ့ဖရာပေါ့တရားမဟောဘူးဆိုတော့ဒါမမှန်ဘူးပြစ္ဆေကဗုဒ္ဓတွေကတရားဟောပါတယ် ငါ90တဲ့ချင်းပစ္စည်းကဘုရားတွေခေါ်တဲ့တရားတွေအများကြီးရှိတာပဲအရင်ဓမ္မဇတ်တို့ဘာလို့ဆိုရင်ပစ္စည်းကဘုရားကဥပမာဥပမေယနဲ့တောင်ဟောသွားတာပင်လယ်ထဲမှာ မျောနေတဲ့စင်္သေးကောင်ကြီးကိုအဲ့ဒီစင်္သေးကောင်ကြီးအပေါ်မှာချီးမိုက်တဲ့ကောင်ဟာချီးကန်းတဲ့ကောင်ဟာရောက်လာပြီးတော့သူ့အတွေ့အကြုံဘယ်လိုဝင်သွားတော့ဆိုဟာဒီစင်ကောင်ကြီးစားရရင်တော့တသက်လုံးကဟန်ကြပြီအစာရှာစရာမလိုဘူးနေစရာလည်းငါရှိတယ်ဆိုရှင်ကောင်ကြီးပေါ်နားပြီးတော့သူ့အတွေ့အကြုံ စာရင်ရေတောက်လိုက်မယ်မြေရရလည်းဘေးနိုင်ကိုက်ရဖဲအစာစားကြလို့ရှိရင်ဆင်ကြီးအသာစားလိုက်မယ်နေစရာရှိရင်လည်းဟောဒီဆင်ကြီးပေါ်မှာပဲနေမယ်ဆိုပြီးတော့ဒီလိုအေးဆေးဆေးနေသွားတာဆင်ကောင်ကြီးရဆင်သေးကောင်ကြီးရပင်လယ်ထဲရောက်သွားတဲ့အခါကျတော့လှိုင်းလုံးတွေပုတ်တော့ကြီးကန်းဟာရက်တည်မှုမရလို့ဟိုဒီဒီပြန်တော့လည်းကမ်းမတွေ့လို့ပင်လယ်ထဲမှာပဲသူဟာအသက်ဆုံးရတယ်ပေါ့အဲ့ဒီဇလန်းကိုပစ္စည်းကဘုရားဟောတာပဲ အရိန္ဒမမင်းကြီးကိုအဲ့ဒီဥပမာပြပြီးကာမဂုဏ်အာယုန်နေထဲမှာနေမယ်ဆိုရင်မင်းကြီးမိုက်လို့ဖြစ်နေမယ်လို့ဒီလိုဟောတာအဲ့တော့ပိဿကဗုဒ္ဓက silent ဗုဒ္ဓတော့မဟုတ်အဲ့တော့ခုနကတရားကျွတ်အောင်မဟောနိုင်တာတရားဓုတရားမြတ်ရအောင်မဟောနိုင်တာတော့အာတယာနုတယာနဲ့အိန္ဒရိယပရောပရိယတိညာမရသည့်အတွက်ကြောင့်ပုဂ္ဂိုလ်ရဲ့ဇယိုက်ကိုမသိဘူးမသိသည့်အတွက်ကြောင့်ဟောတော့ဟောတယ်မထီရောက်ဘူးလို့ပြောတာမထီရောက် ဒါဖြင့်ရှင်သာရိပုတ္တရာတို့ဟောတာကျွတ်တယ်ရှင်မောကလန်တို့ဟောတာကျွတ်တယ်ပြစ္ဆေကဗုဒ္ဓဟောတာဘာကြောင့်မကျွတ်တုံးဆိုရှင်သာရိပုတ္တရာရှင်မောကလန်တို့ကကိုယ်ပိုင်ဤစနစ်မဟုတ်ဘူးဖះစီရရတဲ့ဤနဲ့ဟောတာဘသူဟောဟောဖះတရားပဲဘုန်းကြီးတို့ခုဟောတာကိုယ်ပိုင်ညာနဲ့ဟောတာတွေမဟုတ်ဘူးဖះစီရဖះစီရဤယူပြီးဟောတာတွေကြီးမဟုတ်ကိုယ်ပိုင်တရားမဟုတ်ဘူးပြစ္ဆေကဗုဒ္ဓကသူကကိုယ်ပိုင်တရားကိုယ်ပိုင်တရားအနေနဲ့ တခြားဆရာနဲ့နေယူဆရာမရှိတဲ့အတွက်ကြောင့်ပိဿကဗုဒ္ဓတွေမှာအာတယနုတယဉာဏ်မရှိအဲ့ဒီအချက်အလက်တွေတော့တမ္မာတမုဒ္ဒနဲ့ပိဿကဗုဒ္ဓမှာထူချပါတယ်လို့ဒီလိုပြောရပါပါအထက်ကရာတနေရာမှာပိဿကဗုဒ္ဓကိုဥပမာလေးတစ်ခုပေးထားတာပိဿကဗုဒ္ဓအရှင်မြတ်တွေဟာတဲ့ကိုတရားတို့တရားမြတ်သိထားပြီမဲ့လို့ဒီစကားမပြောတတ်တဲ့လူအိမ်မက်မက်ထားတယ်လို့ပဲပြန်မပြောတတ်ဘူးလို့ဆိုတော့အဲ့ဒီဥပမာကတော့နည်းနည်းလွန်သွားတယ်လို့ထင်ပါတယ် ဓာထကရာထဲမှာပါတာလေးရှိတယ်ပင်စားလိုက်တာကတော့ဥမာကျွတ်အောင်မဟုတ်တဲ့သဘောလောက်ကိုရည်ညွှန်းတာဘာဖြစ်လို့လူတီဖက်သားကိုကျွတ်အောင်မဟုတ်တဲ့လဲတရားဥတရားမြတ်ရအောင်မဟုတ်နိုင်တယ်လဲဆိုရင်ခုနကအာတယာနုတယာညာနဲ့အိန္ဒရိယပရောပရိယတိညာလို့ခေါ်တဲ့ဗုဒ္ဓစက္ခုလို့ခေါ်တယ်အဲ့ဒီနှစ်ခုပါမြတ်စွာဘုရားတောင်တရားဟောပြီးစရင်ဗုဒ္ဓစက္ခုနာလောကံအောလောကေတိတယ် ဗုဒ္ဓဆက်ခုနဲ့လောကကြီးကိုချိတယ်လို့ဆိုတာအဲ့ဒါချိပြီးမှခေါ်တာမြတ်စွာဘုရားအဲ့ဒါကြောင့်မို့မြတ်စွာဘုရားကမနိုင်ရှင်တိုင်းတော်လည်းပဲဆရာကောင်းတစ်ယောက်နဲ့အလားတရံတူတယ်ပေါ့တပည့်တွေရဲ့အယိချင်းကိုသိတယ်ဒီတပည့်ဘယ်လိုသင်ရမလဲဆိုတဲ့အယိချင်းကိုသိတယ်အဲ့ဒါလို့သိပြီးတော့သင်တတ်တဲ့ဆရာတခုတစ္ဆေကဗုဒ္ဓကသိတော့သိတယ်မသင်တတ်တဲ့ဆရာပေါ့အဲ့ဒါလို့ကြွယ်ပြမှုတော့ရှိပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ဘေးကွန်းကတော့ပြည့်ရတိ